အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယာများလည်းပြန်လည်ပြီးကြိုဆိုလိုက်ပါအဲ့တော့ဒီနေ့မန်နေတိုင်းမှာလည်း WC2 ဒီမှာဗလာချီစုပွဲဥရောပဆောင်ပွဲဆောင်နေအများရှိတဲ့ထက်ကနေထုံးစံနိုင်မယ်ဒီအကြိုက်ဆုံး၅ဝဲကိုလူလူရှင်ပြည်ပြည်လုပ်ပွဲသွားမှာဖြစ်ပါတယ်ဒီဘက်စနေလုံးနေမှာလည်းကိုကြီးကိုတွေအဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်စနေလုံးနေမှာတရက်ကို၅ဝဲ၇ကြောင်ခံမှန်းပြခဲ့ရမှာဒီ၆ဝဲအောင်တစ်ဝဲကြာနေဒီနှစ်လုံးအဆင်ပြေထားနေထားမှာရှိပါတယ်မန်ပေါက်တဲ့ကြီးတွေလည်းဒီမန်ပေါက်ကြလိမ့်မယ်လို့ညွှန်လင့်ပါတယ် နော်ဒီဒီမဆာမမပလန်နဲ့ PM တခွဲကောင်းဒီတိုင်းပြပလန်ရင်းနဲ့ညီကိုများလဲဖိုင်ဘောဖုန်းနံပါတ်ဖိုင်ဘောလေကနေလာရောက်ဆက်သွယ်မြန်မြန်ပြီးယူနိုင်ပါတယ်ကျွန်တော် view ဝေးစင်ဒီဘက်ကိုတွားလိုက်ရအောင်ပထမဆုံးဒီ North Ireland နဲ့ Germany ဒီဘက်မှာဝေးကြမိကဘုန်းကြီးတလုံးရှုံကူပေါင်းကြီးသုံးလုံးဒီမှာခြေပွန့်ထားပါတယ်ဒီနေ့ဒီပထမအကြိမ်ပြဆုံမှု Germany အင်္ဂွင်မှာတော့ငါဒီ2-1နဲ့နိုင်ထားတဲ့ဘက်မှာအရင် Germany ကနှလုံးတည်ရေးထိခြေပွန့်ထားနေတာမှာပြတာအကြောင်းဒီအင်္ဂွင်ဝေးကွင်းကြီးမစင်တော့ ဒီအဝေးဝန်းကြားမြည်ပေးထားတဲ့တလုံးရှုံကဈေးမှန်တယ်လို့ပြောလို့ရရင်ရှားမှာရှိပါတယ်။ဒီလက်ရှိမှာတော့ဒီအုပ်စုမှာတော့ဒီ၃တင်းအပြိုင်ဆိုင်ဖြစ်နေပါတယ်။ဒီ၃တင်းကဒီဂျာမနီ၊နော့အိုင်ယန်လန်၊ဒီဆလိုဗက်ကီးယား၃တင်းလုံးကဒီ၆မှတ်၉စီနဲ့ဒီခြေစပွဲတိုက်ရိုက်တော့ဘောဒီပလေးအော့ဝင်ခွင့်တော့၃တင်းအပြိုင်ဖြစ်နေတဲ့နေရာမှာရှိပါတယ်။အဲကြောင့်မို့ဒီလက်ကျန်ပွဲစဉ်တွေမှာတော့ဒီအသင်းတွေကအမှားခံလို့မရတဲ့နေရာမှာရှိပါတယ်။ဒီပွဲမှာတော့ဒီဈေးတန်းရလည်းမှန်ကန်တဲ့နေရာမှာလည်းရှိတယ်ဒီနေ့တဲ့ဒီ ranking ရလည်း ဟင်40လောက်လဲကွာဟထားတဲ့နေထားမှာလည်းရှိရဒီ Northern Airline ကဥပမာ ranking 46ပဲရှိတဲ့နေထားမှာဖြစ်တာကြောင့်ဒီ brand ရန်ကွာတဲ့နေထားမှာဂျာမီတို့နေနဲ့ရမှတ်လဲလိုအပ်နေတဲ့နေထားမှာဖြစ်တာကြောင့်ဒီဝေးဝင်းဖြစ်တဲ့ဆိုမဲ့ equality player တွေအများအပြားပိုင်ဆိုင်ထားတဲ့ဂျာမီတို့ဒီတလုံးအရှုံးပေါက်ကြောက်မှာနှုတ်ပြတ်သွားလိမ့်မယ်လို့ယူဆပါတယ်ဒါကြောင့်မို့ဝေးဝင်းဂျာမီဘော်ဒီကိုရွေးချယ်ထားပါတယ် နောက်တစ်ခုတော့ဒီအုပ်စုတင်မာဖြစ်တဲ့ဒီဆိုဗက်ကီးယားနဲ့ဒီလူဇင်ဘတ်ဒီဘက်မှာအရှင်ဆိုဗက်ကီးယားဗိုလ်ရေးတလုံး50ရှုံးကိုပေါင်ကြီးနှလုံးရှုံးမှာခြေဖွင့်ထားပါတယ်ဒီနေ့ဒီပထမကြော့ဒီလူဇင်ဘတ်အိမ်ပေါ်မှာတော့ဂျီဝမ်နဲ့ဒီဆိုဗက်ကီးယားနိုင်ထားတဲ့ဘက်မှာဒီထောက်ထားတဲ့ကြီးကဒီဝေးဝင်းဒီဆိုဗက်ကီးယားနေပြီးတော့ဒီနေဘက်ရှုံးခြေဖွင့်ထားပါတယ်အိမ်ဝေးဝင်းကြီးမှာတော့ဒီတလုံးပေလောက်ပဲပေါက်နေနေထားမှာ ဒီဘက်မှာတော့ Slovenia တလုံး90ရုံးပြီးတန်း90လောက်ဈေးပြင်းတဲ့နေသားမှာရှိပါတယ်။ဒီ Slovenia အင်္ဂလိပ်ကြံနဲ့ဒီဂျာမနီတို့အမှပဲဒီ2-0နဲ့နိုင်ထားတာဖြစ်တဲ့ဘက်ဒီ Slovenia ဒီအင်္ဂလိပ်မှာဒီကောင်းမွန်တဲ့နေသားမှာရှိပါတယ်။ဒီ group ဒီ group ကြီးကမှလည်းဒီ Slovenia ရဲ့ North Island ဂျာမနီရဲ့ဒီရမတ်6မှတ်စီနဲ့ဒီ3သင်းလုံးဒီတိုက်ရိုက်ချစ်စစ်ပွဲအတွက်ကောပလေးအတွက်ကောအပြိုင်ဆိုင်ဖြစ်နေတဲ့နေရာမှာဖြစ်လာကြအောင်ဒီ၃နှင်းကတော့ဒီ က်ကြံပွဲစဉ်တွေမှာအမောက်ခံမဲ့နေတာမှဖြစ်ပါဘူးဒီပွဲစဉ်မှာဒီဆလိုဗက်ကီးယားကဒီအဆင့်3နဲ့ဒီရမ6မရှင်2ရယ်ဆိုပေမဲ့အဆင့်3နေရာမှာဒီကိုဒီဖန်ကတကူပဲရရှိထားတဲ့ဖြစ်တဲ့ကြောင့်ဒီဆလိုဗက်ကီးယားအနေနဲ့ဒီ3နင်းထဲမှာကိုဒီဖန်အနည်းဆုံးနေထားမှရှိနေပါတယ်ဒါကြောင့်မို့သူ့အနေနဲ့ဒီလက်ကြံပွဲစဉ်တွေမှာဒီကိုဒီဖန်ပြန်ပြီးတော့ဒီလိုက်ဖို့လိုအပ်နေတဲ့နေထားမှလည်းရှိရယ်ကိုဒီဖန်လည်းလိုအပ်နေတဲ့နေထားမှာ ချက်မှတ်ကောကိုဒီဖရန့်ကိုလိုအပ်နေတဲ့နေရာမှာဖြစ်တာကြောင့်လေအင်ရှင်ဆလိုပီလီယာတို့သလုံး50ချုံပေါက်ကြောက်မှာဒီဒီဂရီရဲ့အင်ဖြစ်တဲ့လူစင်ဘက်ကိုအင်ဝဲမှာအနည်းဆုံးတစ်ခုပြက်ကနေစကြည့်ရမယ်ပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့50ရင်းပြီးတော့ဒီအင်ရှင်ဆလိုပီလီယာဘောဒီကိုရွေးချယ်ထားပါရဲ့။နောက်တစ်ခုကတော့ဒီအိုက်စ်လန်နဲ့ညင်တဲ့ဒီဘွဲမှာဒီအဝေးဝန်းပြင်တဲ့ကဘောဒီကြီးဒီတလုံးရှုံကူပေါင်းကြီးတလုံးတွေမှာခြေပွန့်ထားပါလေဒီပထမကြော့ဒီပြင်သစ်ရင်ဝင်မှာတော့ကပြင်သစ်ကနေ2-1နဲ့ပဲအနိုင်ရရှိထားပြီးအပွဲမှာဖောက်တဲ့ကြီးကအင်ရှင်ပြင်သစ်က ုံး50ဆမှာခြေခွန့်ထားပါတယ်။အင်ဝင်ဝေးခွင့်ကြည့်မယ်ဆိုရင်ဒီပောက်ထားတဲ့ဒီပြင်တင်ကြီးနဲ့ဒီပြီးခဲ့တဲ့ဘွဲကဒီပောက်တဲ့ပြင်တင်ကြီးကအရန်กว่าထားတဲ့ဈာမရှိပါတယ်။ဒီဦးလုံးခွင့်မှာဆိုရင်ဒီနှလုံး50ရှုံးလောက်ပောက်တဲ့ဈာမထူပောက်ထားတဲ့ကြီးကဒီတလုံးရှုံးမပေးတာဖြစ်တဲ့ကြောင့်ပြားပြား50လောက်တောင်ပြင်တဲ့တို့ဒီဈေးအရန်ပြောပြောင်းတဲ့ဈာမရှိပါတယ်။ဒီဘွဲစင်ရဲ့ဒီတေဘစတန်ကိုကြည့်ရမှာဆိုရင်ဒီပြင်တဲ့ကတော့ဒီတရက်ချီစပွဲအောင်ဖို့အတွက် ဒီကြံတော့ရှိသွားတဲ့နေထားမှာရှိပါတယ်အစင်းတက်နေရာမှာရမ်းမတ်ကိုမန်နဲ့ဒီကိုဒက်ဖရန့်69နဲ့ဒီအပြက်သက်ထူးရနေရာကယူရင်းကိုလည်းငါးမှတ်ဖြတ်ပြီးတော့ဒီကိုဒက်ဖရန့်နဲ့ဒီ69ကြီးဖြတ်ထားနေထားမှာဖြစ်တာကြောင့်ဒီပြင်းတဲ့လူနဲ့တရက်တရက်ချီဘွဲအမှုတွေဒီကြံတော့ရှိသွားတဲ့နေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီလက်ကျန်ပွဲစဉ်တွေမှာသူနေနဲ့ဒီရမ်းမတ်ကိုကိုဒက်ဖရန့်ကိုဒီအရင်မလိုတော့နေထားမှာရှိပါတယ်ဒါကြောင့်မို့ဒီပြင်းတဲ့လူနဲ့ဒီလက်ကျန်ပွဲစဉ်တွေမှာပပပါကန်လာဖို့ရှိပါတယ် ဒီဘွဲတယ်မှာဒီပြင်သစ်ရဲ့ဒီအဓိကတိုက်စစ်မှုဒီကဲဘွဲမှာလည်းဒီအဓိကတိုက်စစ်မှုအဘာဘေဒန်ရရှိသွားတဲ့အမှာဖြစ်တာကြောင့်ဒီဒီအရင်ဘွဲစနေမှာလည်းဒီဒဏ်ရာရရှိထားတဲ့ဒမ်ဘီလီအမ်ဘာဘေဒီဒူဝင်နဲ့အဓိကဒီမင်းပလီယာတိုက်စစ်မှု300လောက်ဒဏ်ရာရရှိနေတဲ့နေရာမှာရှိပါတယ်ဒီကွင်းလယ်မှာလည်းကျောင်းတပ်ဘက်ကဒီတန်းရရရှိထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီကွင်းလယ်နဲ့တိုက်စစ်ဒီအရန်ဒီရန်လူတွေနဲ့ပဲပွဲထလာတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီ ကျမ်းမလိုအပ်ချက်လည်းမရှိတဲ့အနေအထားမှာအဝေးဝင်းဖြစ်တဲ့အနေအထားမှာဖြစ်တာကြောင့်လော်လီပွဲမှာတော့ဒီသုံးလုံးသေးပေါက်ကြီးအမှာဘောဇီယောကူပေါင်းဇီယောပျော့ပြောင်းမှုနဲ့တူဒီကူပေါင်းအောက်ကိုရွေးချယ်ထားပါတယ်ဘောဒီယူရွေးချယ်ရမယ်ဆိုရင်လည်းဒီတလုံးရှင်းပေါက်ကြီးအမှာအိုက်စလန်ဘောဒီယူရွေးချယ်ထားပါတယ်ကူပေါင်းအောက်ကိုဥစားပေးရွေးချယ်ထားပါတယ်နောက်ဘက်တော့ဒီစလိုဗေးနီးယားနဲ့ဆွစ်ဇာလန်ဒီဘက်မှာအဝေးဆွစ်ဇာလန်ကဝရကြီးတလုံး90ဆိုတာကုဖုံကြီးနှလုံးရှုံးမှာခြေဖွင့်ထားပါတယ်ဒီပထမကြော်ဒီဆွစ်ဇာလန်ဘက်မှာတော့ ဝီဇီနဲ့ဘူပြနိုင်ဟာပွဲမှာအင်ဂျင်ဆာလန်ကဒီတလုံးချုံချစ်ဖွင့်ထားနေမှာဖြစ်တာကြောင့်ဒီအင်မွေဝဲခွင့်ကြည့်မယ်ဆိုတော့ဇီရက်မှန်တယ်လို့ပြောလို့ရရဲဆိုမဲ့ဒီလက်ရှိကမ်းတောင်းရဲ့ဒီဟက်ဒူဟက်ကြည့်မယ်ဆိုရင်ဒီဇီရက်ကတော်ပြောင်းနေတဲ့အနေထားမှာရှိပါတယ်ပထမကြော့မှာလည်းဘူပြနိုင်ရရှိထားတယ်လက်ရှိမှာလည်းဒီ group မှာသုံးပွဲကန်ထားပြီးရန်တော့မြင့်နိုင်ထားပြီးဒီကိုမန်နဲ့ဥဆောင်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီဆလိုဗေးနီးယားကိုဝင်ဝင်တလုံး90ဆားကပြီးပြောရလို့ယူဆပါတယ်ဒီလိုကြည့်ရမယ်ဆိုလည်းဒီဆွစ်ဇာလန်နေနဲ့ဒီသုံးပွဲကန်ထားရမှာရမ်မကူမန်ဂူဒက်ဖရန့်ကူမန်နဲ့ ဒီအဓိကပြန်ဘက်ဒီလူရဲ့အဓိကပြန်ဘက်ဒီဆွီဒင်ကိုရမ်းမဲ့ရမ်းဖြတ်ထားနေတာမှရှိပါဟာအဓိကပြန်ဘက်ဆွီဒင်ကဒီရုံးကန်နေရပြီးတော့ဒီအဆင့်လေးနေရာမှာအောက်ဆုံးမှာရောက်ရှိနေပြီးတက်မှတ်ပဲရရှိထားနေတာမှရှိပါရဲ့ဒါကြောင့်မို့ဒီဆွီဇာလန်လုံးနေနဲ့ဒီဒါရက်ချီသူဘွဲအောင်မို့တည်ကြသွားတဲ့နေရာမှရှိပါရဲ့အရှင်ဆလိုဗီးနီးယားကြီးမှာဆိုရင်ဒီလက်ရှိအဆင့်၃နေရာမှာရောက်ရှိနေပြီးရမ်းမဲ့နှစ်မှတ်နဲ့ဒီအဆင့်နှစ်ကကိုဆူဘူနဲ့ဒီနှစ်မှတ်ကွာထားတဲ့နေရာမှဖြစ်တာကြောင့်သူ့နေနဲ့လည်းဒီပလေးအော့ဖ်ဝင်တွင်မျှော်လင့်ချက်ရှိနေတဲ့နေရာမှလည်းဖြစ်တယ် ဒါကြောင့်မို့ကျွန်တော်ဒီဘွဲမှာတော့ရမ်းမဲ့လိုအပ်ချက်နဲ့ဒီ good different ဘလိုအပ်တဲ့အနေထားမှာဒီဆွစ်ဇာလန်တို့အဝီးဆုံးကနေပေါ်ပေါ်ပါကန်လာမဲ့အနေထားမှာရှိတာအကြောင်းလေး body zero ကုပေါင်းဇီရောပြပြောင်းမှုနဲ့အတူ ancient slovenia body နဲ့ဒီဘွဲမှာလည်းကျွန်တော် goal box အကိုဥစားပြီး reach ထားပါတယ်နောက်တစ်ဘွဲတော့ win နဲ့ belgian ဒီဘွဲမှာ win belgian က body ကြီးတစ်လုံးအားပဲစား goal box ကြီးနှလုံးရှုံးမှာချိန်ပွင့်ထားပါတယ်ဒီပထမကြော belgian ဘွဲမှာ ဖူဒရီနဲ့နိုင်ထားတဲ့ဘွဲမှာလည်းကဒေဂျီရဲ့အင်ဝင်ကလေတလုံး90ရှုံးကြီးပွက်ထားတာဖြစ်တဲ့အကြောင်းအင်ဝင်ဝေးခွင်းကြည့်မယ်ဆိုရင်ဒီဒေဂျီရဲ့ဝေးဝန်းကနေပြေးထားတဲ့ဝမ်ဘလန်90ဆာကဒီလက်မှန်တယ်လို့ပြောလို့ရတဲ့အခြားမှာရှိပါတယ်ဒီနေ့ကဒီ group stage table standing ကြည့်ရမယ်ဆိုရင်ဒီ3တင်းအပြိုင်ဖြစ်နေတဲ့နေရာမှာရှိပါတယ်အဆင့်1မှာဒီ North Macedonia အဆင့်2မှာဒေဂျီရဲ့အဆင့်3ကဝီးနဲ့မြန်မာအဖြစ်နဲ့ဒီတက်မစီပဲကွာထားတဲ့နေရာမှာရှိပါတယ်ဒါကြောင့်မို့ဒီ3တင်းကတော့ဒီမနေ့နိုင်ပွဲလိုအပ်ချက်ရှိနေတဲ့နေရာမှာရှိပါတယ် ဒီဘက်ကကြည့်ရမစမ်းဒီနှစ်သင်းသလုံးရမှတ်လိုအပ်ချက်ရှိနေရဆိုမယ်ဒီမြို့ပ ranking ရလဲဒီ ranking ညာကွာထားတဲ့အနေအထားမှာရှိပါတယ်ဝီရိုဖွန်ကောင်းနေရဆိုမယ်ဒီဘဲဂျီယန်ကလည်း quality player တွေအများစုပိုင်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ်ဒီ designer တို့ကို process ဒီ cashier game တို့ဒီအဓိကဒီ quality player တွေပိုင်ဆိုင်ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီရမှတ်လိုအပ်ချက်ဒီရှိနေတဲ့အချိန်မှာတော့ရုံးလာမယ့်အနေအထားမှာရှိပါတယ်တလုံး50စားပေါက်ကြမှာဒီအဝေးဝန်းဖြစ်ပြီးပဲဒီအနည်းဆုံး50စားရမယ်လို့ယူဆပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာတော့ ဝေဝင်းဗေဒကြံပေါ်ယူရွေးချယ်ထားပါတယ်။မနေ့တိုင်းမှာအားလုံးအမောင်းပြကြပါသေးတယ်။